ပြီးခဲ့တဲ့အပတ်တွေကကြိုက်ရိတ်ပြလာတဲ့73စီရှိညုံစေအားလုံးအခုတပတ်မှထော်အနေငယ်တည့်ရိတ်ပြန်ပြလာတဲ့လို့73စီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့အခုတပတ်အတွက်ထုတ်ပြန်ချက်ရသိရပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်ကတလီတောင်ကို90ချက်အထိပြန်လည်ကျဆင်းခဲ့တဲ့ငိုင်းဒီတူးတက်စီစိနှုံဟာအခုတပတ်မှထော့တလီတောင်ကို25ချက်အထိပြန်လည်မြင့်တက်လာပါတဲ့သုံးပတ်ဆက်တိုက်တလီတောင်ကို55ချက်အထိကျဆင်းခဲ့တဲ့95တက်စီစိနှုံဟာအခုတပတ်မှထော့တလီတောင်ကို30ချက်နဲ့အနည်းငယ်တရိပ်ပြန်ပြလာပါတဲ့လေးပတ်ဆက်တိုက်တလီတောင်ကို45ချက်အထိမြင့်တက်ခဲ့ပြီးပြီးခဲ့တဲ့တပတ်အထိအသက်စင်းတဲ့ ငိမ့်နေတဲ့ဒီဇယ်ဈေးနှုန်းတွေကတော့အခုတစ်ပတ်မှတလီတောင်ကို၅ချက်နဲ့သာ အနည်းငယ်တည့်ရိပ်ပြလာပါတယ်။ပရီမီယံဒီဇယ်ဈေးနှုန်းတွေကတော့လေးဘက်ဆက်တိုက်တလီတောင်ကို40ချက်အထိမြင့်တက်ခဲ့ပေမဲ့ပြီးခဲ့တဲ့တပတ်မှာတော့တလီတောင်ကို9ချက်အထိကျဆင်းခဲ့သလိုအခုတပတ်မှာတော့အကျဆင်းနေနေပါတယ်။ ကဘာရေနံစိမ့်တစီကို64သရမ85ဒေါ်လာအထိ ရှိနေပြီးတပတ်သားအတွင်းနိုင်ရှင်ဘာကဒေါ်လာဝင်းကျင်ပြန်လည်မြင့်တက်လာပါတဲ့စင်ကာပူစိန်နှုံထွေကလည်း92တဘာရေကို89ဒရမ23ဒေါ်လာ95တဘာရေကို87ဒရမ35ဒေါ်လာနဲ့ MPPM တဘာရေကို90ဒရမ95ဒေါ်လာအထိရှိနေပြီးအရင်နေ့နဲ့နိုင်ရှင်ဘာကဒေါ်လာဝင်းကျင်အထိကျဆင်းနေပါတဲ့ မြန်မာနိုင်ငံသောဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်ကနေအမေရိကန်ဒေါ်လာ22တန်ရောင်းချပေးမယ်လို့စက်တင်ဘာလ23ရက်နေ့မှာကြေညာထားပါတယ်။ ဒီကနေ့မှာပြင်ပငွေလဲနှုန်းအမေရိကန်ဒေါ်လာကို4200ကျပ်ဝန်းကျင်အထိရှိနေခါ တပတ်သားတွင်50ကျပ်အထိကျဆင်းနေပါထိတင်းကျိုပွဲတော်ကာလအပဝင်လာမယ့်ပွင့်လင်းရှားသည့်ကာလအတွင်း73စီလုံးလောင်းစွာသုံးဆွဲနိုင်ဖို့အတွက်ကြိုးတင်စီမံဆောင်ရွက်ထားကြောင်း73စီလုံးငန်းရှင်တွေထံကနေသိရပါထိ အဆိုပါကဲသို့ကြိုတင်စီမံထားရှိမှုကြောင့်ရှင်းကာလအတွင်းစက်တုံးစီထွေလုံလောက်စွာသုံးဆွဲနိုင်တဲ့အပြင်အရန်စီထွေကိုလည်းတိုးလောင်ထားရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။အခုတပတ်အတွက်စက်တုံးစီရှင်ညုံစိတ်ထွေကတော့နိုင်တီတူးတလီတာကို2920ကျပ်နိုင်တီဖိုင်တလီတာကို2980ကျပ်ဒီဇယ်စီတလီတာကို2580ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3195ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့ lo tiya ba